ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ transfer window ရဲ့အပြောင်းရွှေ့တီတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ဈေးကွက်ပိတ်ဖို့ဝေးကြည့်လို့သေးပေမဲ့ဂျွန်တရက်တောင်မကြသေးဘူး transfer window ရဲ့ dandy ဖြစ်သွားတဲ့ဒီတွေ ချိန်ထဲမှာပဲနှီးဆက်သွားတဲ့အပြောင်းရွှေ့တွေအများကြီးရှိပါတယ်ဆိုတော့ transfer window ရဲ့ dandy sofa နဲ့ close ဖြစ်နေတဲ့ deal တွေအကြောင်းကိုပြောရမယ်ဆိုရင်တော့အားလုံးသိထားပြီးသား Carlo Ancelotti က Brazil ကိုသွားပြီး2026ထိချုပ်တယ် Javi Alonso က2028ထိ3နှစ်စာချုပ်ချုပ်တယ်တစ်ဖက်ကတော့ Eric Ten Hag က2029ထိစာချုပ်ချုပ်တယ် သုံးဖွဲ့ဆိုင်ဖို့ဒီအလွန်ဆိုကရီယယ်မက်ဒရစ်ကိုသွားတယ်ရီယယ်မက်ဒရစ်နီးပြအန်ချယ်လိုတီကဘရာဇီးကိုသွားတယ်လိလက်သွားတဲ့လီဗာကူစင်နီးပြရာဒူးကိုအဲရစ်တဟာကယူတယ်ဒါကအခုနီးပြ၃ယောက်ကစကဲအပြောင်းရွှေ့ဖြစ်တယ်ဒီနေရာမှာဂျာဗီအလွန်ဆိုအတွက်ရီယယ်မက်ဒရစ်ကယူရို၅တန်းပဝင်းကျင်လောက်ထိတုံးရတယ်ဆိုတော့မီဒီယာတွေမှာဖော်ပြချက်ရှိတယ်ဒါတစ်ဖက်မှာတော့ အန်တိုနီယိုကွန်တီဟာနာပိုလီမှာဆက်နေဖို့ဆုံးဖြတ်လိုက်ပြီးအန်တိုနီယိုကွန်တီဟာအစောပိုင်းကနာပိုလီကထွက်ပြီးတော့စိတ်ကြိုက်အသင်းတစ်သင်းကိုပြောင်းမယ်ဆိုတဲ့အချက်တွေနာပိုလီဥက္ကဋ္ဌကကွန်တီကိုရအောင်စီရင်နိုင်တဲ့အတွက်သူကအန်တိုနီယိုကွန်တီဟာနာပိုလီအသင်းမှာဆက်နေမယ်အန်တိုနီယိုကွန်တီဆက်နေတဲ့အတွက်ကြောင့်မတ်စ်အလဂရီကိုမခေါ်တော့တဲ့အချိန်အဲ့ဒီမတ်စ်အလဂရီက AC မီလန်အသင်းရဲ့နီးပြအသစ်ဖြစ်လာပါပြီ AC မီလန်အသင်းကဆာဂျီယိုကွန်ဆေဆာကိုရာထူးကထုတ်ပယ်လိုက်တဲ့အချိန်ကြောင့် mass allegory ကိုသူတို့ဘက်ကနီးပြသည့်ဖြစ်သုံးနှစ်စာချုပ်နဲ့သဘောတူညီမှုရရှိပြီးဆိုတော့ခွန်တေကနာပိုလီမှာဆက်နေပြီးတော့ mass allegory က AC Milan ရောက်သွားတယ် နာပိုလီအသင်းကအန်တိုနီယိုကွန်တေကိုဆက်နေဖို့ထိမ့်သားနိုင်တဲ့အတွက်ကြောင့်ကေဗင်ဒဘရိုင်းနာကိုခေါ်နိုင်ပါပြီ။အသက်33နှစ်အရွယ်ရှိတဲ့ဒဘရိုင်းနာကမန်ချက်စတာစီးတီးကထွက်ခွာလာပြီးတော့အသင်းပြောင်းဖို့ကြိုးစားနေတဲ့အချိန်ဆော်ဒီယာရေဗျာကလပ်တွေအပကမေဂျာလိကလပ်တွေနဲ့ဥရောပထိပ်တန်းကလပ်တွေပရီးမီးယားလိကလပ်တွေလိုချင်ကြတယ်။ဒဘရိုင်းနာကပရီးမီးယားလိကကိုမပြောင်းဖို့ဆုံးဖြတ်တဲ့အတွက် highest level လေးဖြစ်တဲ့နီးပြအန်တိုနီယိုကွန်တေစကော့မတ်တိုမနီနဲ့ quality player တွေနောက် Belgian ကစားသားတွေရဲ့ recommend ကြောင့် De Bruyne ကအခုလက်ရှိမှာ Manchester City ကထွက်တာနဲ့အခုလောလောဆယ်မှာ Napoli ကိုပြောင်းဖို့သဘောတူညီမှုရရှိသွားပြီဖြစ်တယ် Real Madrid က Trent Alexander Arnold ရဲ့အပြောင်းရွှေ့ကိုအပြီးသတ်ပါပြီဒီကစားသားကို Madrid ကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပေမဲ့ Trent ရဲ့ Liverpool ရဲ့နောက်ဆုံးတလသဘောတူညီမှုရှိနေတဲ့အတွက်ကြောင့် Real Madrid ကဂျွန်လတလလုံးရဲ့ Trent Alexander Arnold ရဲ့လာစာကို Madrid ကပေးမယ် ဒါအပြင်ကလပ်ဝေါ်ကပ်ပါဝင်ခွင့်ရဖို့အတွက်တိုးတက်အားဖြင့်၅တန်းကိုလည်းလီဗာပူးကိုရောချီးပေးဖို့သဘောတူညီဖို့ထရန်ကရယ်မဒရစ်ကစားမှဖြစ်ပြီးတစ်ဖက်မှာဒီလ်ဟော့ဆန်ကိုခေါ်ထားတဲ့ရယ်မဒရစ်ကအလွန်ဆိုအတွက်နောက်ထပ်ခေါ်ယူမှုကလက်ရှိနေထိုင်ရအေဗာရိုကာဆာရက်စ်ဖြစ်ပါတယ်။အေဗာရိုဖာနန်ဒက်စ်ကာဆာရက်ကစပိန်လူငယ်ကစားမကဘန်ဖီကာကိုဒီယာဒီအစောပိုင်းကမှ Man United ကနေ Euro 9တန်းပတ်ဝန်းကျင်နဲ့ပြောင်းရွှေ့ခဲ့တာပါ Benfica မှာအကောင်းဆုံးကစားတဲ့ဒီဇာမာလေးကို Euro 90ထိရောချင်းငွေတက်ထားတဲ့အတွက် Real Madrid ကသူ့ကိုခေါ်ဖို့သဘောတူလိုက်ပါတယ်24နာရီနဲ့48နာရီအတွင်းမှာ အဗာရူဖနန်တက်စ်ကဆာရက်ကမဒရစ်ရဲ့ဘယ်နောက်ခံစားမှအသိဖြစ်လာမှလည်းဖြစ်တယ်တစ်ဖက်မှာတော့တခြားထိတ်တန့်အပြောင်းရွှေ့တွေထဲမှာနမေဂျိုဘန်ဖီကာရဲ့ဂန်ဝင်တောင်ပံကစားမှအန်ဂယ်ဒီမာရီယာကကလပ်တင်းကထွက်ပါပါပြီ 38နှစ်အရွယ်ရှိတဲ့ဒီမာရီယာကယောပဘလောကကိုဆုတ်ခွာပြီးသူပြန်ပြောင်းချင်တဲ့မွေးရဲ့ကလပ် Rosario Central အသင်းကိုပြောင်းဖို့သဘောတူလိုက်ပါတယ်။ဆော်ပိုင်းတုန်းကဒီမာရီယာသာပြန်လာရင်သူ့ရဲ့မိသားစုနဲ့ဆွေမျိုးတွေကိုချိန်ချောက်မယ်ဆိုတဲ့ချိန်ချောက်မှုတွေရှိပေမဲ့ Angel Di Maria ကဘန်ဖီယာကထွက်ပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့မွေးရဲ့ကလပ် Rosario Central အသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားပြီးဖြစ်တယ်။ မန်ယူနိုက်တက်ကမတီးယက်စ်ကုညာကိုပေါင်62.5တန်းနဲ့အပီးသက်ခေါ်လိုက်ပါပြီဒီပြောင်းရွှေ့ကဂျွန်တရက်နေ့မှာတရားဝင်ဂျာစီကိုင်မှာဖြစ်ပေမဲ့ ကုညာရဲ့အပြောင်းရွှေ့မှာ Man United ကချန်ပီယံလိဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေကုညာဟာ United ကို ပြောင်းဖို့ခေါင်းငိတ်ထားပြီးဘယ်တော့မှဆုံးဖြတ်ချက်မပြောင်းသွားသလိုကုညာဟာ Man United ရဲ့ပထမဆုံးခွင့်ယူပါ Marcus Rashford ဝစ်စင်တဲ့ကျွန်းနံပါတ်10ကို Matthew ကုညာကဝစ်စင်သွားမှာဖြစ်ပြီး United ရဲ့ပထမဆုံးဒန်တီလည်းဖြစ်တယ်တစ်ဖက်မှာတော့ Arsenal သင်းက Martin Supermendi ကိုပြောင်းရွှေ့ချေ ပေါင်52တန်ယူရိုတန်60ရောကြီးစာချုပ်ပေးဖို့ဆိုစီတက်ကိုအတည်ပြုလိုက်ပါတယ်ရီယယ်ဆိုစီတက်ကသူတို့ကစားမောက်ကိုထွက်ခွာခွင့်ပြုမှာဖြစ်တဲ့ချိန်26နှစ်အရွယ်ရှိတဲ့မာတင်စူပါမန်တီကိုရယ်မက်ဒရစ်ကစိတ်ဝင်စားသည့်တိုက်အောင်အာစနယ်ကသဘောတူညီမှုရရှိထားတဲ့ဒီပြောင်းရွှေ့ကအာစနယ်ကတရားဝင်ဂျာစီကန်ပိုးကဇူလိုင်1ရက်နေ့ထိစောင့်ရဖို့ရှိကြောင်းဖော်ပြထားတာဖြစ်တဲ့တစ်ဖက်မှာချယ်ဆီအသင်းကတော့ conference league မှာ champion ဖြစ်ပြီးခဲ့ကပိုင်ရှင်တွေကနီးပြကိုစတင်ခေါ်ယူမှုတွေပေးမယ်လို့အတည်ပြုထားလို့ချက်ချင်းပဲသူတို့ဘက်က Ipswich Town ရဲ့ England လူငယ်တိုက်စစ်မှု Leon Delap ကိုခေါ်လိုက်ပါတယ်အသက်22နှစ်ပဲရှိတဲ့ဒီတိုက်စစ်မှုကတန်းစင်းသွားတဲ့ Ipswich Town ကနေပေါင်တန်း30ရိုးကြီးစာချုပ်နဲ့ ထွက်ခွာခွင့်ရှိတာဖြစ်ပြီးစောပိုင်းလုံးကမန်ယူနိုက်တက်နဲ့တောက်လျှောက်စကားပြောနေတဲ့သဘောတူညီမှုတွေအနည်းဆက်ဆုံးဖြစ်ပြီးမှယူနိုက်တက်ရဲ့ဥရောပချန်ပီယံလိဝင်ခွင့်မရတဲ့အချက်ရဲ့ချယ်ဆီဘက်ကကစားမရဲ့တောင်းဆိုမှုတွေကိုလက်ခံတဲ့အတွက်လီယန်ဒီလက်ကချယ်ဆီကစားမအသစ်ဖြစ်ပါပြီဒါအခုလောလောဆယ်မှာပြောင်းချွေခြင်းကပေါင်တန်း30ရောကြီးစာချုပ်သူတောင်းဆိုတဲ့လာစာက Iswich Town မှာတပတ်2000ကနေ Chelsea မှာတသိန်း2000နဲ့တသိန်းခွဲထိတိုးမြင့်ရရှိမှာဖြစ်ပြီးတော့ Leon Delac က Chelsea ရဲ့ဒီနိုယာတီပထမအဆုံးခေါ်ယူမှုလည်းဖြစ်တယ်။ ဘိုင်မြူနစ်အသင်းကလည်းလီဗာကူဆင်အသင်းကောင်းဆောင်ဂျွနသန်ထားကိုခေါ်လိုက်ပါတယ်ဒါ30နှစ်အရွယ်ရှိတဲ့ဂျာမနီနောက်ခံကစားမကဘိုင်မြူနစ်က3နှစ်စာချုပ်နဲ့ခေါ်လိုက်တာပါပြီးခဲ့တဲ့နွေရာသီတုန်းတည်းကဂျွနသန်ထားဟာလီဗာကူဆင်ကထွက်ပြီးဘိုင်ယန်ကိုပြောင်းဖို့ကြိုးပမ်းမှုကိုလီဗာကူဆင်ဘက်ကတားမိခဲ့တာဖြစ်တယ်နောက်ဆုံးမှာတော့ဘိုင်ယန်လီဗာကူဆင်ကသူ့ကိုဒါထွက်ခွာခွင့်အလွတ်နဲ့ပေးပြီးနောက်ဂျွနသန်ထားဟာဘိုင်မြူနစ်အသင်းနဲ့2029ခုနှစ်ထိ လေးနှစ်စာချုပ်ချုပ်ဆိုဖို့သဘောတူလိုက်ပါတယ်ဘာဆိုနာအသင်းရဲ့လူငယ်ကစားမအန်ဆိုဖာတီ လက်ကလပ်ကထွက်ပါပြီလက်ရှိမှာအန်ဆိုဖာတီကစပိန်လာလီဂါကထွက်ပြီးတော့ပြင်သစ်ကလပ်မိုနာကိုကိုတရာတီအငားနဲ့ပြောင်းရွှေ့ဖို့သဘောတူလိုက်ပါတယ်အငားကတော့အန်ဆိုဖာတီကိုယူရို၃တန်း မူနာကိုကပြေးมาဖြစ်ပြီးတော့အပိသက်အနေနဲ့ယူရို18တန်းနဲ့ဝယ်ယူခွင့်နဲ့ပြောင်းရွှေ့သွားတာဖြစ်တယ်ဘာဆိုနာတင်းကလူငယ်ကစားမလာမင်ဂျမားကိုကာလာရှိချာတတ်တန်းထပ်တိုးဖို့သဘောတူလိုက်ပါတယ်2032ခုနှစ်ထိ6နှစ်စာချုပ်ချုပ်มาဖြစ်တယ်ရမအနေနဲ့လာမယ့်ရာသီမှာသူ့ကိုတတ်မှတ်ထားတဲ့ပတ်စာမှု performance တွေ အားလုံးပြီးအောင်ကစားနိုင်ခဲ့ရင်သူရဲ့လောက်ခလစာဟာယူရို25တန်းကနေတန်း40ထိတိုးမြင့်ရရှိမှာဖြစ်တယ်။ဒါကယမအတွက်တစ်နှစ်ကိုတန်း40ဒလာကို3.3တန်းတစ်ပတ်ကိုယူရို8.3တန်းထိရှိပြီးတော့လမင်ယမကတစ်စက္ကန့်မှာယူရို1.26တန်းထိရရှိမှာဖြစ်တယ်။ဆိုတော့ယမကဘာဆိုနာအသင်းရဲ့ရိုကြီးစာချုပ်အပြင်ယူရို1ဘီလီယံရှိတာကိုလည်းထည့်သွင်းထားတာလည်းဖြစ်တယ်။ တစ်ဖက်မှာတော့ရိုမာအသင်းကလည်းသူတို့ရဲ့နီးပြဖြစ်အတ္လန္တာ နီးပြကက်စပါရနီကိုခေါ်ဖို့သဘောတူလိုက်ပါတယ်အတ္လန္တာအသင်းကလည်းထွက်ဖို့ဆုံးဖြတ်ထားတဲ့ဒီနီးပြကကလော်ဒီယိုရာနီယိုနေရာမှာအစားထိုးမှဖြစ်ပြီးတော့ရိုမာအသင်းကသူ့ကိုခေါ်ဖို့သဘောတူညီမှုရရှိထားတာဖြစ်တယ်လက်ရှိနေထားရတော့ရိုမာအသင်းဟာသူတို့ရဲ့နီးပြအသင်းဖြစ်နောက်ထပ်တယောက်ကိုထပ်ပြီးခေါ်ဖို့သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်အခြားနီးစပ်တဲ့အပြောင်းအရွှေ့တွေမှာတော့ Florian Vasca Liverpool အသင်းကို ိုပြောင်းရွှေ့ဖို့နှိစက်လျက်ရှိတယ်။အပြောင်းရွှေ့ကတော့132တန်းထိသဘောတူညီမှုရနိုင်ဖို့ရှိပြီးတော့လီဗာပူးကဒီပြောင်းရွှေ့အပြီးတက်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းနေသလို တစ်ဖက်မှာလဲမီလော့စ်ကာကက်ကိုသူတို့ဘက်ကဘုံမောက်ကခေါ်နိုင်မှာဖြစ်တယ်။ပိုကိုအဆိုင်ရသဘောတူညီမှုရရှိပြီးပြောင်းရွှေ့ချေအပြီးတပ်ဖို့ပဲဘုံမောက်နဲ့လီဗာပူးကြားဆွေးနွေးနေတာဖြစ်တယ်။လီဗာပူးနောက်ကန်ကစားမဂျာရက်ကွန်ဆာကိုကလပ်တင်း3-5တင်းလောက်ကစဉ်ဝင်စားပြီးသူတို့ကတန်30တတ်မှတ်ထားသလိုလက်ရှိအနေထားအရဒါလီဗာပူးအသင်းရဲ့လူးစ်ဒီယက်စ်ကိုအာနာဆာနဲ့ဘာဆိုနာအသင်းတွေကစဉ်ဝင်စားနေပါတယ်။မန်ချက်စတာစီးတီးကရိုင်ဒါကိုခေါ်နိုင်ဖို့အနည်းဆက်ဆုံးရောက်လာပြီး ရိုင်းတာကိုလက်ရှိမှာစီတီကနောက်ဆုံးသဘောတူညီမှုရဖို့ကြိုးပမ်းနေသလိုတစ်ဖက်က Morgan Kipwise အပါအဝင် ဒါဘယ်နောက်ခံလူညာနောက်ခံလူ ਨੇ သူတို့ဘက်ကတောင်ပန်ကစားမတယောက်ခေါ်ဖို့ဂျူပန်လည်းရှိတယ်တစ်ချိန်တည်းမှာပဲချက်စီကဂျေဒန်ဆန်ချိုကိုအပိသက်ခေါ်ဖို့လုပ်နေပါတယ်ပေါင်၅တန်းပေးပြီးမန်ယူနိုက်တက်ကိုပြန်လွှတ်ခွင့်ရှိပေမဲ့ချက်စီက Conference Final ရဲ့ performance ကြောင့်ဆန်ချိုကို25တန်းနဲ့အပိသက်ဖို့လုပ်နေပါတယ် Market Swatch ကဘာစလိုနာအသင်းကို ပြောင်းဖို့ပြင်ဆင်နေပြီးလက်ရှိရတဲ့လာတာရဲ့လောကလာစာများစွာရှုတ်ယူဖို့ပြင်ဆင်ထားတယ်တစ်ဖက်မှာတော့ဂါနာချိုက Napoli အသင်း နဲ့တောက်လျှောက်သတင်းထွက်နေပြီးတော့အပြောင်းရွှေ့ကိစ္စဆွေးနွေးမှုတွေပြုလုပ်တယ်လို့ဆိုထားတယ်။ ထော့နန်ရဲ့နောက်ခံလူခရစ်ယာန်ရိုမဲရိုကိုအက်တလတီကိုမက်ဒရစ်ကယူရို60လောက်နဲ့ခေါ်ယူဖို့ကြိုးပမ်းလျက်ရှိလို့စပါကလည်းတိုက်စစ်မှုတယောက်ကွင်းလည်းတယောက်ခေါ်ယူဖို့ပြင်ဆင်ထားပါတယ်။တချိန်တည်းမှာပဲအာစနယ်သင်းကသောမက်စ်ပါတီကို ကာလာရှိချာတတ်တန်းထတ်တုံးမှာဖြစ်ပြီးတော့မှဘင်ဂျမင်ဆက်စကိုကိုဦးစားပေးဖြစ်ပြောင်းလဲလိုက်တယ်။ဂျော့ဂရက်စ်ကိုခေါ်မယ်ဆိုပြီးသတင်းတွေတောက်လျှောက်တက်ခဲ့ပြီးတော့မှကလပ်ဘက်ကဘင်ဂျမင်ဆက်စကိုဘက်ကိုအပ်သေးတန်လိုက်နေတယ်လို့ဆိုထားပါတယ်။ ခရစ်စတီယာနိုရိုနယ်ဒိုတယောက်အာနာစာကထွက်မယ်မထွက်ဘူးမသေးချာပဲဖြစ်တည်သလိုလက်ရှိနေထိုင်ရနွေရာသီမှာထိတ်တန့်ကလပ်တွေကတော့ရိုနယ်ဒိုကိုစိတ်ဝင်စားပြီးဆော်ဒီကလပ်ကတော့သူတို့ကစားမကူအသင်းမှာစထိန်ထားချင်ပါလေဒါရီကစေဝစားဆရာဒန်တီဆိုဖာအပြောင်းရွှေ့ရဲ့နီးစပ်တဲ့အပြောင်းရွှေ့တွေအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်